အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel ကိုနှုတ်ဆက် like ပါတယ်ဗျာမနေ့ကတော့ Arsenal လို့ ਆ Tottenham Hotspur ကို၄ဂိုးကိုဆိုရရလန့်နဲ့ပြီးဆုံးသွားတဲ့ပွဲစဉ်ရကျွစင်ပဲပေကစားသမားကြီးခြေစွမ်းပြသွားတယ် easy ရ hat trick ယူပြီးတော့ Pepenne နဲ့ကောင်းသွားတယ်လို့ပြောရမှာပေါ့နော်ဒီနေ့မှာတကယ်ကြီးလို့ ਨੇ ကျွန်တော်သွားဖို့အတွက်ပွဲစဉ်လေးကကုန်လို့စောင့်မြော်နေတဲ့ Manchester United နဲ့ Everton ပွဲစဉ်လေးကိုသုံးသက်ကြည့်လိုက်ရအောင် တို့ရဲ့ win probability ကကြလော Man U ကိုနိုင်ဖို့အတွက်52%တိပေးပြီးတော့ Everton နိုင်ဖို့အတွက်23မှာ draw 25နဲ့ဆိုတော့ဒီပဲရည်တည်မှုချက်လောက်ကြည့်လိုက်အောင်ဒီပဲရည်တည်မှုမှာကြလော Man U ကကြောင့်70မှာရရှိပြီးတော့ Everton 73နဲ့ရမှတ်ကြည့်တော့ဆန်ကမတ်78မှာ Man U ရှုံးပွဲနောက်ဆုံး9ပွဲမှာရှုံးမမရှိတော့ Everton နောက်ဆုံး9ပွဲမှာ နှစ်ပွဲရှုံးနှစ်ပွဲနိုင်တပွဲတည်နဲ့ရလာရဆူဆူရွိုင်းမဟုတ်တဲ့နေသားတကူမှာဒီပွဲစဉ်လေးကိုပတ်တည်ပေးထားတဲ့နေသားကတော့မန်ယူပဲ1.40လောက်နဲ့အဘတန်4.60လောက်နဲ့ပေးထားဒီပွဲရလာကဘလို့လေးပြီးစောမှာတကယ်ကြီးလို့ထင်မြင်ယူဆတယ်ဒီပွဲစဉ်လေးကျွန်တော်ပွဲစဉ်ရလာကိုကျွန်တော်ကတော့မန်ယူတောက်လျှောက်ခြေကောင်းနေတဲ့နေသားအိမ်မှာလေဒီပွဲမှာခြေစွမ်းနဲ့ခေါ်ဆောင်ရမယ်ဆိုရင်တော့မန်ယူကဒီပွဲစဉ်မှာနှစ်ခု ဒီလိုပြလာတဲ့နိုင်ရရှိမယ်လို့ပွဲစခံမှရင်းနဲ့ကျွန်တော်ရဲ့ prediction နဲ့တကယ်ကြအလုံးနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ